အလုံးမမင်္ဂလာပါ Hikaru Japan စာတင်တန်းကျောင်းရဲ့ online class ကနေကြိုဆိုလိုက်ပါတယ်အခု video file မှာတော့အသက်တွေကိုဘယ်လိုပြောမလဲပေါ့နော်အသက်ဘယ်နှစ်နှစ်လဲဆိုတာကိုဘယ်လိုပြောမလဲဆိုတဲ့သင်ခန်းစာကိုသင်ကြားသွားမှာဖြစ်ပါတယ်အသက်ကို size လို့ခေါ်တယ်စမှာ e သေးနဲ့ပေါင်းလိုက်တာပေါ့နော် size size အသက်ပြီးအသက်ကို size လို့ခေါ်တယ်ကိုကျက်ထားတဲ့ဂင်းငင်းလေးကိုအဲ့ဒီစာရေးရဲ့အရှိမထဲလိုက်ပြီးတော့ဘယ်နှစ်ပါဆိုတာလေးကိုပြောရမယ်ပေါ့နော်ဒါပေမဲ့ဆရာမတို့ အတန်လေးကြီးနည်းနည်းပြောင်းသွားတဲ့ကိန်းကနန်လေးတချို့ရှိရပေါ့နော်အဲ့ဒါလေးတွေကိုဒီမှာမှတ်ရပါမယ်နံပါတ်1ကိုဘယ်လိုချက်ထားလဲအချီလို့ချက်ထားရနော်ဒါပေမဲ့အသက်တစ်နှစ်လို့ပြောချင်အချီစာရေးဆိုတာမရှိပါဘူးတဲ့ဘာဖြစ်သွားလဲဆိုတော့ဤရချီဆိုင်စရအနောက်ကစာရေးအစ်စာရေးလို့အတန်ထွက်ရတယ်အသက်တစ်နှစ်ဆိုရင်ဘယ်လိုဖြစ်သွားလဲအစ်စာရေးအစ်စာရေးပြီးနှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်အကုန်လုံး ပုံမှန်တိုင်းပဲဆရာမတို့နှစ်ကိုနှိလို့ချက်ထားတယ်အသက်နှစ်နှစ်လို့ပြောခြင်းယင်နှိဆိုင်၃ကိုဆန်းလို့ချက်ထားတယ်၃နှစ်ဆိုရင်ဆန်းဆိုင်၄နှစ်ဆိုရင်ယွန်ဆိုင်၅နှစ်ဆိုရင်ဂော့ဆိုင်၆နှစ်ဆိုရင်ရခုဆိုင်ခုနှစ်နှစ်ဆိုရင်နနဆိုင် ဟုတ်ပြီနောက်တစ်ခု၈နှစ်၈နှစ်ကို၈ဆိုရဲကိငင်းနဲ့အောင်ဘာလို့ချက်ထားလဲဟာချီလို့ချက်ထားတယ်ဒါပေမဲ့၈နှစ်မှာဟာချီမဟုတ်တော့ဘဲနဲ့ဟာရဲ့ခြိဆိုင်စလေးရဲ့ဖြစ်သွားပါတယ်တဲ့ဟာဆိုင်ဟာဆိုင်ဟာဆိုင်အဲ့တန်ထွက်ပြောင်းသွားလေးနှစ်ခုရှိပြီနော်ဘာရဲ့ဘာရဲ့လဲတစ်နှစ်ရဲ့၈နှစ်ရဲ့တစ်နှစ်ကို is sign ၈နှစ်ကိုဟာဆိုင်ကိုနှစ်ဆိုရင်လေပုံမှန်အတိုင်းပဲကိုဆိုရဲကိငင်းနဲ့ Q ရဲ့အသက် နှစ်ဆိုတဲ့ sign လေးကိုပေါင်းလိုက်တယ် q sign q sign ဒါဆို1ကနေ6အထိမှာပြောင်းသွားရလေဘယ်နှစ်ခုလဲနှစ်ခုဘာရဲ့ဘာရဲ့လဲတစ်နှစ်ရဲ့ရှစ်နှစ်ရဲ့တစ်နှစ်ကို is sign ရှစ်နှစ်ကို has sign ဒီအလဲရလေးရဲ့ခြိ sign စလေးနော် is sign ရှစ်နှစ်ကို has sign ဒါဆိုတစ်နှစ်ကနေ6နှစ်အထိတစ်ခေါက်ဆိုကြည့်အောင်နော် is sign ni sign san sign yon sign go sign roku sign နာနာဆိုင်ဟတ်ဆိုင်ကူးဆိုင်ဟုတ်ပြီ30 30ဆိုရဲ့အကိန်းငနဲ့ကိုဂျူးလို့ကြက်ထားရပေါ့နော် GU ဂျူးမှာအနောက်ကဥလေးပေါင်းတဲ့ဂျူးလို့ကြက်ထားတယ်ဒါပေမဲ့အသက်10နှစ်လို့ပြောရင်တဲ့ဂျူးမဟုတ်တော့ဘဲနဲ့ဘာဖြစ်သွားလဲဆိုတော့ဂျူးရဲ့ဥညာမှာချီဆိုင်စုလေးဖြစ်သွားတယ် just sign just sign just sign အဲ့လိုဖြစ်သွားတယ်နော်10နှစ်ဆိုရင်ဘယ်လိုပြောမလဲ just sign just sign ဒါပေမဲ့10နှစ်ဆိုရဲဒီလို10ပြည့်တဲ့ကိန်းဂဏန်းပေါ့နော်10နှစ်ကိုပဲကျွတ်ဆိုင်လို့ပြောတာဖြစ်ပြီးတော့17နှစ်12နှစ်13နှစ်14နှစ်လို့ပြောရဲဆိုရင်တော့ပုံမှန်အတိုင်း30 17နှစ်ဆိုရင်10ရဲ့1ရဲ့ပေါင်းလိုက်ရုံပဲလေပုံမှန်တိုင်း10လို့ပဲပြောတယ်17နှစ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ June is size 12နှစ်ဆိုရင် June size 23နှစ် June size 24နှစ် June size 25နှစ် June god size 26နှစ် June rock size 28နှစ် June nana size 28နှစ်ရှင်းနှစ်က hat size လို့ပြောတာတော့28နှစ် June hat size 29နှစ် June q size အဲ့လိုဖြစ်သွားမယ်10ပြည့်ပဲ10ပြည့်တဲ့အသက်ကိုပဲ just size လို့အတန်းထွက်ရမယ်71 72 74ရတော့ 10ဆိုတာကို10ပုံမှန်ချက်ထားရဲ10ဆိုရဲကိင္ကနဲဂျူးနဲ့ပဲပြောရမယ်10ပြည့်အသက်ကိုပဲဂျူးလို့ပြောရမယ်ပြီးတော့အဲ့တော့17 12 13ဆိုရင်ဆရာမတို့1နှစ်3လေးချက်ထားရဲမလား1နှစ်2နှစ်3နှစ်4နှစ်အပေါ်မှာအခုလေးတွေပြောလိုက်တဲ့အဲ့ဒါလေးတွေကို17နှစ်ဆိုရင်10ရဲ့1ရဲ့10ရဲ့2ရဲ့10ရဲ့3ရဲ့အဲ့လိုလေးအစင်တိုင်းလေးပြောသွားရုံပါပဲ16နှစ်ဟုတ်ပြီ20 အသက်20ဆိုတဲ့အခေါ်ဝေါ်ကြတော့ပြောင်းလဲသွားရယ်နော်စိုင်းနဲ့ပြောတာမဟုတ်ပဲねလုံးဝပြောင်းသွားတယ်အသက်20ဆိုရင်ဘယ်လိုပြောမလဲဆိုတော့ဟတချီဟတချီစိုင်းဆိုတာထည့်ပြောစရာမလိုတော့ဟတချီဆိုရင်အသက်20မှန်းတိပြီပေါ့နော်ဟတချီဖြစ်သွားတယ်အသက်20ကတော့လုံးဝပြောင်းလဲသွားတယ်အလွတ်ကျက်ထားရမယ်ဘာလဲဟတချီအဲကျွန်တော်ကတော့အသက်20ပါကျမကတော့အသက်20ပါဆိုရင်ဘယ်လိုပြောမလဲဝါတရှိဝဟတချီဒက်ဟတချီဒက်ဆိုရင်ရပြီပေါ့နော် 19နှစ်တို့ပါလို့ဆို GQ sign Juhat sign အဲ့လိုပြောရပါမယ်အသက်30ဆိုရင် sign နဲ့မပြောတော့ဘဲနဲ့ဘယ်လိုပြောမလဲဆိုတော့ Hatachi Hatachi အဲ့လိုပြောပါမယ်တဲ့ဟုတ်ပြီဒါဆို20ကိုပဲ Hatachi လို့ပြောတာဆရာမတို့21တို့22တို့23တို့ပြောချင်လို့ရှိရင်ဒီ17နှစ်တည်းရဲ့အရှိမ17နှစ်17နှစ်23နှစ်တည်းရဲ့အရှိမဘာလေးထည့်လိုက်အောင်မယ်လဲ ကိငနဲ့နှစ်လေးထဲလိုက်ရုံပဲ21ဆိုရင် niju is sign 22ဆိုရင် niju ni sign 23ဆိုရင် niju san sign 24ဆိုရင် niju yon sign 25ဆိုရင် niju go sign 26ဆိုရင် niju roku sign 29 niju nana sign 28နှစ် niju ha sign 29နှစ် niju q sign အဲ့လိုမျိုးနှစ်လေးထဲလိုက်ရရသွားပြီเนาะ 20အပြည့်ကိုပဲဟာတာချီလို့ပြောတာ30အသက်10နှစ်10ပြည့်ကိုဂျူဆိုင်10ပြည့်မှမဟုတ်ပဲねသူက30 40 50 60 70 80 90အဲ့လိုမျိုး10ပြည့်တွေအားလုံးပေါ့เนาะ30မဟုတ်ပဲ30 40 50 60 70 80 90အဲ့လို10ပြည့်တွေအားလုံးကိုလဲသူကဂျူဆိုင်လို့အတန်ထွက်ရပါတယ်တဲ့အသက်30ဆိုရင်ဆန်ဂျူဆိုင်ဆန်ဂျူဆိုင်40ဆိုရင်ယွန်ဂျူဆိုင်ယွန်ဂျူဆိုင် 50ဆိုရင် gorgeous size 60ဆိုရင် rakujus size 80ဆိုရင် nanajus size အသက်တွေကိုပြောနေရနော်80နှစ်80ဆိုရင် hachijus size 90ဆိုရင် kujus size 100ဆိုရင်နော် yakku size ပေါ့နော်100နှစ်အဲ့တော့ဆရာမတို့ဒီသင်ခန်းစာမှာကြက်ရမှာကတစ်နှစ်ကိုကြက်ရမယ်အသက်တစ်နှစ်ဆိုရင် is size ၈နှစ်ကိုကြက်ရမယ်၈နှစ်ဆိုရင် has size ကျန်တာတနှစ်သုံးလေးချက်ထားရလေးကိုရှေ့မှာထည့်လိုက်ရမယ်နော်။ဘာမှပြောင်းလဲသွားမှာမရှိဘူး။ sign ဆိုရဲနှစ်ရဲ့ရှေ့မှာကင်ကနန်လေးထည့်လိုက်ရမယ်။တနှစ်ဆိုရင် is sign ရှစ်နှစ်ဆိုရင် has sign ၁၀ပြည့်အသက်တည်ဆိုလို့ရှိရင် just sign ၁၀နှစ်ဆိုရင် just sign ၂၀ကကြတော့လုံးဝပြောင်းသွားတယ်။ has tachi ၃၀၄၀ဆိုရင်လည်းအကုန် just sign ကြီးပဲ။ sen just sign yun just sign go just sign ra ku just sign nana just sign hachi just sign q just sign အကုန်လုံး10ပြည့်အသက်တွေကိုဂျူဆိုင်လို့ပြောမယ်။ဒါပေမဲ့17နှစ်တို့22နှစ်တို့ကအဲ့လိုဂျူနဲ့ပြောစရာမလိုဘူး10ပြည့်မှပြောမှာပေါ့နော်။17နှစ်ဆိုရင်ပုံမှန်တိုင်းပဲ17ဆိုတဲ့ဂိင်းကနေဂျူအသက်တစ်နှစ်ကို is sign ဆိုတော့ဂျူ is sign 22နှစ်ဆိုရင်လည်း ni ju is sign 32နှစ်ဆိုရင် san ju is sign 42နှစ်ဆိုရင် yonju is sign အဲ့လိုမျိုးလေးကိငငန်းလေးတွားလိုက်အောင်မယ်နော်အဲဒီမှာ20ဆိုရင် ni လေးထည့်လိုက်မယ်21 22 23 24 31 32 33 34ပြောခြင်းလဲဒီအချိန်မှာဘာတွေထည့်လိုက်မလဲဆန်းစွာလေးထည့်လိုက်မယ်40ဆိုရင်လဲယွန်50ဆိုရင်လဲဂေါအဲ့ဒါလေးထည့်လိုက်လို့ရှိရင်အသက်တွေကိုပြောလို့ရပြီအလွတ်ချက်ထားပြီးတော့မှားလို့မရဘူးပေါ့နော်အလွတ်ချက်ထားမှာတနစ် is sign ရှင်းနှစ် has sign 17နှစ်ဆိုရင် you is sign 18နှစ်ဆိုရင် you has sign 22နှစ်ဆိုရင် need you is sign 28နှစ်ဆိုရင် need you has sign 32နှစ်ဆိုရင်ဆန်ဂျူအစ်ဆိုင်38နှစ်ဆိုရင်ဆန်ဂျူဟဆိုင်42နှစ်ဆိုရင်ယွန်ဂျူအစ်ဆိုင်48နှစ်ဆိုရင်ယွန်ဂျူဟဆိုင်အဲ့လိုပဲ50 60 80အဲ့အသက်တွေကိုဒီတိုင်းသွားပြီးတော့ပြောရုံပဲ10ပြည့်အသက်ဆိုရင်ဂျွတ်ဆိုင်လို့အတန်ထွက်ရမယ်20 30 40အကုန်လုံးဂျွတ်ဆိုင်နေပြီပဲအသက်20ဆိုလို့ရှိရင်တော့ဟာတချီဟာတချီလို့သုံးရမယ်ဟာတချီဟာတချီ ရမယ်เนาะဒါဆိုရင်အသက်ရည်တွက်တဲ့သင်ခန်းစာကတော့ဒီလောက်ထိပါပဲ။